ိုပြည့်ကိုလက်ထက်ခွင့်တောင်းတဲ့အချိန်မှာဒူးမထောက်ခဲလို့ဆိုပြီးတော့တချို့ပြည်သက်တွေရဲ့ဝေဖန်သံတွေရှိနေခဲ့တဲ့အပေါ်ဒီကနေ့ကျင်းပပြုလုပ်တဲ့မန္တလေးကင်းရဲ့ပွဲတစ်ခုမှာပြည်သက်တွေရှိမှလည်းချိရတဲ့ဆိုပြည့်ကိုဒူးထောက်ပြီးတော့လက်ထက်ခွင့်နောက်တစ်ခါထပ်တောင်းခဲ့တဲ့တရုတ်ဆောင်ဟေဝေယံ င်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့ရက်ပိုင်းရက်တွင်တော့နိုင်ငံကျော်တရုတ်ဆောင်နေရောက်ဖြစ်တဲ့တရုတ်ဆောင်ဟိဝီယန်နဲ့ဆွေပြည့်သစင်တို့ကမကြခင်မှာကျင်းပတော့မဲ့မင်္ဂလာပွဲအကျိုးအဖြစ်ဆွေပြည့်သစင်ရဲ့မွေးနေ့မှာတရုတ်ဆောင်ဟိဝီယန်ကအမတ်တရအနေနဲ့လက်ထပ်ခွင့်တောင်းခံတဲ့ပွဲလေးပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်ဆွေပြည့်သစင်ရဲ့မွေးနေ့လေးမှာအမတ်တရလည်းဖြစ်စေချင်တာကြောင့်ဟိဝိယန်ကကြိုတင်အသိပေးထားခြင်းမရှိဘဲ surprise တိုက်ခဲ့တဲ့အပြင်ဆွေပြည့်ပေါ်မှာထားတဲ့သူရဲ့မြစ်တာတွေကိုလည်းအပြေအဝပြသသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့အဆိုပါနေကနှစ်ယောက်စလုံးကစိတ်လုံရှားနေကြတာကြောင့်ဟိဝင်ရန်ကလည်းဒူးထောက်ပြီးတော့လက်ထက်ခွင့်မတောင်းခဲ့သလိုဆိုပြီးကလည်းစိတ်လုံရှားဝမ်းသာလွန်းလုံးမျက်ရည်တော်မှကြားခဲ့ရတဲ့ပွဲလေးဖြစ်ပါတယ်ဒါပေမဲ့အဆိုပါနေတော့ကစူပြေသင်ဝစ်ဆင်ခဲ့တဲ့ဝစ်ဆောင်နဲ့ပတ်သက်ပြီးတော့လေပရိသတ်တွေရဲ့ဝေဖန်မှုတချို့ရှိခဲ့သလိုလက်ထက်ခွင့်တောင်းတဲ့လက်စွပ်ကလည်းစိတ်မဟုတ်လို့ဆိုပြီးတော့ပြောဆိုမှုတွေလည်းရှိနေခဲ့တာပါ ဒါအပြင်သတို့သားဖြစ်သူဟိဝရန်ကလည်းဒူးထောက်ပြီးတော့လက်ထက်ခွင့်မတားမှုဆိုပြီးတော့ထောက်ပြစရာတချို့ရှိလာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီကနေ့မှကျင်းပတဲ့မန္တလေးကင်းရဲ့ပွဲတစ်ခုမှာတော့တရုတ်ဆောင်ဆွေပြေတစင်နဲ့ဟိဝရန်တို့နှစ်ယောက်ကဇုံတွဲလိုက်တက်ရောက်ခဲ့ကြတာဖြစ်ပြီးအဆိုပါပွဲရဲ့ပရိသတ်တွေရှိမှပဲတရုတ်ဆောင်ဟိဝရန်ကဆွေပြေတစင်ကိုဒူးထောက်ပြီးတော့သူ့တပွားလုံးစာလက်တွဲဖို့ဖြစ်ပေးဖို့အတွက်တောင်းဆိုခဲ့တာပဲဖြစ်ပါတယ်။ အခုလက်ရှိမှာတော့အနုပညာဆုံးတွဲတွဲဖြစ်တယ်လို့ချစ်သူတတန်လဲကြာမြင့်နေပြီးတော့မကြာခင်မှာလက်ထပ်တော့မှာလည်းဖြစ်တဲ့ငယ်စဉ်အတွဲလေးပေါ်မှာပရိသတ်တွေရဲ့စိတ်ဝင်စားမှုကရှားနှုံးပြည့်ဖြစ်နေခဲ့တာကြောင့်ကောင်းချီးဩဘာပေးတာကိုခံရသလိုဝေဖန်ထောက်ပြမှုတွေလည်းမြောင်များစွာရှိနေခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ချစ်စစ်ချစ်မှန်တဲ့ချစ်ခဲ့ကြတဲ့သူတို့နှစ်ယောက်အတွက်ကတော့အရာအလုံးကိုကြော်ဖြတ်ဖို့အတွက်အဆင်သင့်ဖြစ်နေပြီးသားပဲဆိုတော့ငယ်စဉ်အတွဲလေးကိုချစ်ကြတဲ့ပိဋကတ်တွေအားလုံးကသဘောပေါက်နားလည်ကြလိမ့်မယ်လို့ထင်ပါတယ်ရှင်။